လူရဲ့စိတ်ကိုအသေးစိတ်ခွဲခြားမယ်ဆိုရင်အလွာသုံးလွာခွဲခြားနိုင်ပါတယ်။အဲ့ဒါရတော့သတိရှိတဲ့စိတ်သိစိတ် conscious mind အသေးစိတ်ကအောက်ကအလွာလေးအတွေးစိတ် subconscious mind နဲ့တတိလုံးဝမရှိတဲ့စိတ်မသိစိတ် unconscious mind တို့ဖြစ်ပါတယ်။စိတ်လွာသုံးမှု တည်တည်ချာချာနားလေသောပုတ်ထားဖို့အလွန်မင်းရေးကြည့်ပါရယ်ပထမတစ်ခု the conscious mind ဒီစိတ်ကတော့ကျမတို့ရဲ့စဉ်းစားတဲ့စိတ်တွေးတောဆုံးဖြတ်တဲ့စိတ်လေးပါဒါကျမတို့ရဲ့ဆုံးဖြတ်ခြင်းခွဲခြမ်းစိတ်ဖြာသုံးသက်ဆင်ခြင်ခြင်းနဲ့အကြောင်းပြချက်ဆင်ခြင်တုံတရားသုံးပြရှာဖွေခြင်းမျိုးလွတ်ဆောင်ပြီးတဲ့အစိတ်ပိုင်းလေးပါ ဥမာနေစစ်လူဆရာရီစီမံတဲ့အခါပန်းနိုင်တစ်ခုရွေးတဲ့အခါမျိုးမှာ သုံးတာဒီစိတ်ကလေးပါတိစိတ်ပြောရမယ်ဆိုရင် logical thinking လုပ်တဲ့အခါ decision making decision တွေချမှတ်တဲ့အခါကျမတို့ကလော့ဂျစ်ကြကြစဉ်းစားမယ် decision တွေချမှတ်မယ် will power စိတ်ဆွမ်းရည်သုံးမယ် နောက်ပြီးတော့ short term focus ပေါ့နော်ဒီ short term memory မှာတင်းပြီးတော့မှ လုံးလုံးအောင်မကိစ္စတွေဟာကျမတို့ရဲ့သိစိတ်ကလောက်တာပါထဲလွားလေးရတော့ကျမတို့အသိစိတ်နဲ့လုံးဝမသိစိတ်နဲ့ကြာအလွာလေးဖြစ်တဲ့အတွေးစိတ်လေးပါဒီ subconscious mind လေးပါဒါကတော့ကျမတို့ဘဝရဲ့တူလောင်ကန်းကြီးပါပဲ ကျမတို့ရဲ့အမတ်ရစရာအမှန်ဉာဏ်တွေအချင်းစရိုက်အလေးထားတွေစိတ်ခံစားချက်တွေယုံကြည်ချက်တွေကိုတတ်မှုထားတဲ့အရာတွေအထွေးခေါ်ပုံစံဒီအားလုံးကိုတင်ဆက်ထားပါတယ်အလူရောက်လုပ်တဲ့အရာတိုင်းစိတ်ခံစားမှုနဲ့တွန့်ပြက်တဲ့အရာတိုင်းဟာဒီအထွေးစိတ်ကလေးရလာတာပါဒီစိတ်ကအရင်စွာကြည့်ပြီးကျမတို့ရဲ့နိစဉ်ဘဝကို65ရာခိုင်နှုန်းလောက်ထိ ंछ ုပ်ပေးပါတယ် သေးစိတ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ automatic habits တွေအလိုလျောက်လုပ်တဲ့အလေးထားတွေ beliefs and values တွေအလေးချင်တွေယုံကြည်ချက်တွေ ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေ emotional reactions တွေကျွန်တော်တို့ရဲ့ခံစားချက်ကြောင့်တုံ့ပြန်တဲ့အရာတွေ long term memory ကျမတို့ကြာရှည်သိမ်းဆဲထားတဲ့မှတ်ဉာဏ်တွေ land skills ကျမတို့သင်ယူလေ့လာတဲ့အရာတွေအားလုံးက subconscious mind ကြီးကလုံလုံတာပါနောက်ဆုံးအဆုံးလွာလေးကတော့ the unconscious mind မသိစိတ်တတိလုံးကမရှိတဲ့စိတ်လေးပါ ဒီစိတ်ကတော့အင်မတန်နည်းနည်းပြီးတော့မှစိတ်သုံးမျိုးလုံးမှဆိုရင်တော့အနနည်းဆုံးလွာလို့ပြောလို့ရပါတယ်။ကျမတို့ကာကွယ်ဆောင်ရှောက်တဲ့စိတ်လေးလို့လည်းပြောလို့ရပါတယ်။ကျမတို့နှလုံးခုန်တာအသက်ရှူတာဗီဇာနဲ့ဘာလို့ကိုယ်စရိုက်နဲ့ပတ်သက်တဲ့လှုပ်ရစိတ်ပိုင်းတွေအားလုံးကိုစိတ်ကလေးကစီပံခံခွဲပေးပါတယ်။ ကျမတို့အသက်ရှင်နေနိုင်အောင် တိတ်တဆိတ်စောင့်ရှောက်ပေးပြီးကျမတို့သတိမထားမိရဲ့နီလန်းနေနဲ့ကျမတို့ရဲ့အပြုမှုတွေကိုလွှမ်းမိုးနေတတ်ပါတယ်။တိကျပြောရမယ်ဆိုရင် automatic body process တွေကျမတို့ခန္ဓာကိုယ်ကနေအလိုလျောက်လုပ်နေတဲ့ process တွေအဲကျမတို့နှလုံးခုန်တာတွေအစာချေအင်္ဂါတွေကနေပြီးအလိုလုပ်တာတွေ deep fears and instances အလွန်မြင့်ကြောက်ရွံ့တာတွေ ဘယ်တော့တီတီစိတ်ကနေကို instinct ကနေပြမတီနေတာရီနာပြမ protective behavior ကျမတို့အတွက်အနေရှိမဲ့ဟာမျိုးတွေမလုပ်မိအောင် သွား protect လုပ်ပေးတဲ့ဥစ္စာတွေပြီးတော့ trauma storage တွေကျမတို့မှာတကယ်နဲ့နဲ့ရှိုင်းရှိုင်းခံစားချက်တွေအရင်ပြင်းထန်တဲ့ဟာတွေ trauma တွေအဲ့ဒါတွေကိုလည်းသိမ်းပြီးထားတဲ့နေရာလေးပါပြီးတော့ကျမတို့ကဘယ်လိုပုံစံမျိုးလေးနဲ့လုံးလုံးတာလဲသူရဲ့ root pattern စီအားလုံးကိုသိမ်းဆည်းပြီးထားတဲ့နေရာလေးပါမားရဲ့စိတ်ဟာစွမ်းအားသုံးထက်ပေါင်းဆက်ထားတဲ့အရာလေးပါ ီစိတ်လွာသုံးကိုတတိချာချာချိန်ညှိလှောက်ဆောင်နိုင်မယ်ဆိုရင်ကျမတို့ရှင်းလင်းစွာစဉ်းစားနိုင်မယ်။ဟန်ချက်ညီညီခံစားနိုင်မယ်။ရည်ရွယ်ချက်ရှိရှိနဲ့လှောက်ဆောင်နိုင်မယ်။ဒီစိတ်သုံးမျိုးကိုတေချာနားလည်ခြင်းဖြင့်ကျမတို့ရဲ့ဘဝကျမတို့ရဲ့စိတ်ခံစားချက်တွေနဲ့ကျမတို့ရဲ့အနာဂတ်ကိုကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်ဖို့ခြေလှမ်းတစ်ခုပဲဖြစ်ပါတော့တယ်